အားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အာကျွန်တော်ဒီနေ့အာခမန်းသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်တစ်ပွဲတော့အာ Manchester City နဲ့ Aston Villa တို့ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဒီပွဲကကျွန်တော်တို့ have to have this ဆိုမှမှာတော့ဒီအပြန်လှန်လို့ပုံစံဒီအာနိုင်ပွဲကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ဒီ Man City ကအသာစီးရထားတယ်။တို့ရဲ့ဒီတွေ့ဆုံမှာ have to have 5ပွဲမှာ အမန်စီးတီးက3ပွဲနိုင်ထားတယ်အက်စတန်ဗီလာ2ပွဲနိုင်ထားတယ်ရပ်ပြီးလို့ရှင်ဒီသူတို့ရဲ့အရင်တော့တွေ့ခဲ့တဲ့5ပွဲမှာသူတို့ရဲ့6ရက်တည်းပြတ်သားလိမ့်မရှိဘူးအာလာမဲ့တိုင်းတွင်ညမှာကစားမဲ့ရှင်းနိုင်မှာကစားမဲ့ပွဲမှာလည်းဒီပွဲတော့တကယ်ရန်ကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အခုလောလောဆယ်အက်စတန်ဗီလာလည်းခုအခုနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာကဆုံးပွဲလုံးဝမရှိထားဘူးအာမန်စီးတီးကြတော့ နောက်ဆုံး၅ဘွဲ့မှာသူတပွဲတည်းကြားထားရဆိုတော့မန်စတီးကလည်းသူ့ဘောနော်သူ့ရဲ့ဖော်လေးကိုပုံမှန်ထိန်းပြီးမှပုံမှန်လေးပြန်တက်လာတဲ့အနေထားပေါ့အဲဆွန်မီလာကလည်းဒီအူနိုက်အမရီရဲ့ခက်မှာကတကယ်ကိုကောင်းတဲ့ဟိုအတင်းတင်းဖြစ်လာတယ်ပြုရှင်ဒီဘွဲ့အရန်ကောင်းတဲ့အတင်းတင်းဖြစ်လာဆိုတော့ဒီဘွဲ့လည်းအရန်ကြီးကောင်းမယ်ပြုရှင်ဒီအက်စတန်ဘီလာကသူ့ရဲ့အိမ်ကွန်းဖြစ်တယ်မန်စတီးနေနေတဲ့ဒီဘွဲ့ကပေါ်ဆလို့မရဘူးအဲအစွန်ဘီလာရလေသူ့ရဲ့အင်ကွမ်းမှာဆိုရင်မာကျော်တဲ့အတင်းတင်းဖြစ်လို့ပြီးလို့ရှိရင်သူ loss ရသူက form ကောင်းနေတယ်ဆိုတော့ အာရလာလည်းကောင်းနေတဲ့အနေထားဆိုတော့တို့တို့ဒီအတင်းကလည်းဟိုတင်းဘွားကောင်းနေတဲ့အနေထားဆိုတော့မန်စီးတီးတွေအရန်တီးထားကစားရမယ်အဝေးကွန်းလည်းဖြစ်တော့အရန်အရန်အရန်တီးထားရမယ်အာပြီးလို့ရှိရင်ဂျီဘရက်မှာလည်းကျွန်တော်အနေနဲ့တော့တူတူပွဲရလာကိုကျွန်တော်ခမရမဆွင်တော့တူတူဒီရတဲ့လည်းဖြစ်သွားနိုင်တယ်အာဒီဘွဲမှာဖူးမှုရခမချက်မှာတော့အာမန်စီးတီးကတော့ထုံးစံတိုင်းပဲလေတီလေတီပုံစံအဲ့လိုထွက်လာမျိုးလို့ဆိုတော့ အဖုံမခမှန်းထားတယ်သူအာထုံးစံတိုင်းပဲဟာလန်ကိုရှေ့မှာထားတယ်ရိုရှင်ဒီတီဘလိုပြဟိုစစ်အတောင်ပါမှာဒိုခူတို့ရိုရှင်ဒီလီဘစ်တို့ရိုရှင်ဒီအာဆာဘင်ဟိုတို့အဲ့လိုသွားဒီစေ့မှာပေါ့နော်တိုင်းဒီတောင်ပန်ပုံစံအဲ့လိုသူကတုံးတယ်ရိုရှင်ဒီကွက်လက်အဖြစ်နေမှာဆိုရင်တော့အကွန်ဇာလက်ကိုသူကတုံးထားတယ်ကွန်ဇာလက်ကိုတုံးထားတယ်ပြီးလို့ရှိရင်ဒီအနောက်တန်းမှာတော့ကျွန်တော်တို့ဒီအတိုင်းဒီရက်တို့ဂျွန်စတုန်းတို့ရှိရပါတော့ဒီပြီးလို့ရှိရင်ဒီ ြန်ညီနေပြီဆိုတော့ဒီဘက်အရန်ချီကောင်းမယ်အက်စတွန်ဗီလာအက်စတွန်ဗီလာကလည်းအော်လော်လော့ဆီတို့ကတင်းဘွားကလည်းအရန်ဟိုဟန်ချက်ညီနေတယ်နိုင်ဘွဲလည်းတော့ရှော့နိုင်ဘွဲလည်းရနေတယ်သူတို့ရဲ့အင်ဘွဲလည်းဖြစ်တော့ဒီအခုအခုကဒီဘွဲကသူတို့ရဲ့အင်ကွမ်ဘွဲလည်းဖြစ်တော့အာမန်စီးတီကိုသူတို့အကောင်းဆုံးအဲ့ခံပြီးမှကစားနိုင်မလို့ညင်နေဆိုတော့ဒီဘွဲလည်းအရန်ချီကောင်းမယ်ပိုစတီဘွဲဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဖူးမှုရဲ့ခံမှန်းချက်မှာတော့ဒီ တကယ်2 1မဟုတ်လို့ရှိရင်1စီအဲ့လိုမျိုးပွဲဖြစ်သွားနိုင်တယ်လို့သူကခမန်းပေးမယ်ကျွန်တော်အာကျွန်တော်အမြင်လဲအဲ့လိုပါနော်ဖူးမွေခမန်းချက်လိုပဲကျွန်တော်လည်းဒီ2 1မဟုတ်လို့ရှိရင်1စီအဲ့လိုနဲ့ပဲပွဲကပြီးသွားမယ်လို့ထင်တယ်ဒီရလကချင်းမြောင်းတဲ့ရနိုင်တယ်ပဲကျွန်တော်ပွဲပြီးသွားမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီမန်စီးတီးပွဲကလည်းကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့ဆိုတော့အာအပလာကပဲဒီပွဲကိုဆက်လက်ပြီးမှအနိုင်ရရှိသွားမလားအဝေးကမှနိုင်ရရှိသွားမလားဒါမှမဟုတ်အူနိုင်းအမေရိကပဲဒီအတူရဲ့အင်္ဂွတ်မှာဟိုမန်စီးတီးကို ဟိုအနိုင်ရရှိသွားမလားဆိုတော့ဒီဘက်လည်းကျွန်တော်တို့ဘောလုံးချစ်အားစားဝါတနေစေကျွန်တော်ဒီဘက်လည်းဆက်လိုက်ပြီးမှကျွန်တော်စောင့်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီနေ့အကျွန်တော်ရဲ့ပွဲကြိုးတုံးသက်ချက်လေးတော့ဒီမှာပဲကျွန်တော်အဆုံးသတ်ချက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်